အသွားတယ်လို့ကျွန်တော်အင်တာဗျူးမှာကျွန်တော်တင်ထားတဲ့အပိုင်းနဲ့မှာပါတယ်နော်စီးရီးယားကြတော့ तू အဲ့လိုအဖြစ်မခံနိုင်တော့ဘူး तू ဝင်ရတာဘာကြောင့်လဲတရားဝင်အစိုးရမို့လို့တဲ့ legitimate government မို့လို့တဲ့ဘာလို့ရွေးကောက်ပွဲလုပ်ထားလို့အဲ့ဒီရွေးကောက်ပွဲနဲ့အစိုးရဖွဲ့စည်းထားလို့မြန်မာနိုင်ငံမှာခင်ဗျားတို့တရားမျှတခြင်းမျှတမမျှတခြင်းနေအရေးကြီးတာရွေးကောက်ပွဲကျင်းပနိုင်မှုအရန်ရေးကြီးနေတယ်မင်းအွန်လိုင်းရဲ့အသက်ကယ်တမျှရေးကြီးနေတာရွေးကောက်ပွဲမင်းအွန်လိုင်းရွေးကောက်ပွဲပြီးတာနဲ့မင်းအွန်လိုင်းနဲ့ပူးပေါင်းဆောင်ရွက်မယ် ရုရှားတို့လိုရုရှားတောင်းလိုက်နိုင်ငံတွေအများကြီးရှိနေတယ်။ဒါကိုကျွန်တော်ပြောပြတာ။ဒါဆိုရင်ဒီအစည်းအဝေးကိုမင်းအောင်လှိုင်ရဲ့တက်နေတဲ့ကြေတနာကလည်းမြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းကမင်းအောင်လှိုင်ရဲ့အုပ်ချုပ်မှုဩဇာအောက်မှာမရှိတော့30ရာခိုင်နှုန်းနဲ့ရွေးကောက်ပွဲကျင်းပလို့ကလည်းမဖြစ်တော့ဘူး။မဖြစ်တော့တဲ့အတွက်အခုရုရှားကတွားနေတဲ့အပိုင်းဟာရုရှားကလူချင်းနဲ့လက်နက်တွေအခုယူကရိန်းကိုအကြီးတွေနဲ့ပဲဆော်တော့မယ်ဆိုတော့အသေးလေးတွေပေးပါဆိုတော့တွားနေတဲ့သဘောရောက်လာလိမ့်မယ်ခင်ဗျားတို့မြင်ရလိမ့်မယ် နော်ဆိုတော့ကျွန်တော်ပေးနေတဲ့ message ဟာခင်ဗျားတို့ရဲ့တော်လှန်ရေးကအခုမရောက်နိုင်2025မှာရွေးကောက်ပွဲကျင်းပမယ်အခုမကျင်းပဖြစ်တော့သူ30ရာခိုင်နှုန်းပဲသူ့မှာရှိတော့သူကဘလို့ဖြစ်လာလဲဆိုတော့နည်းနည်းလေးထပ်ပို့ရလအောင်စစ်စင်ရေးတွေကိုသူအကြီးအကျယ်ဤပညာတွေနဲ့လောက်ပြီးတော့ခင်ဗျားတို့ဒလိတ်ကောက်ကွေးဖြစ်နေတဲ့အချိန်မှာဝုံတိုင်းထလုပ်မယ်ရွေးကောက်ပွဲပုံစံမျိုးဖြစ်လာလိမ့်မယ်ဒါကိုကျွန်တော်ပြောတာအရေးကြီးတာသူဟာရွေးကောက်ပွဲနဲ့ ြန်လဲဖွဲ့စည်းတဲ့အစိုးရဖြစ်ဖို့လိုတယ်အဲ့ဒါဆိုရုရှားဝင်လာမယ်အာဆတ်လည်းဒီတိုင်းပဲအာဆတ်ကရွေးကောက်ပွဲနဲ့သူ့ဘာသာသူ့လိမ့်လိမ့်မလိမ့်လိမ့်လှုပ်ထားတဲ့အစိုးရမလို့ရုရှားဝင်တယ်ရုရှားဒီတိုင်းပြောနေတယ်နော်ခင်ဗျားတို့ခင်ဗျားတို့ online ပေါ်မှာဟိုတကြောင်းကြီးနှစ်ကြောင်းကြီးကိုယ်ကဲပေါ်မှာပါလာတဲ့ဥစ္စာတွေခင်ဗျားတို့ပတ်ခင်ဗျားတို့ဖြစ်နေတာအနောက်က behind the state ကိုခင်ဗျားတို့မသိဘူးဖြစ်နေဆိုတော့ရှင်းရှင်းပြောရင်ကျွန်တော်ပုံပွဲလေးလင်းပြောလိုက်မယ်ပူတင်နဲ့မင်းအောင်နိုင်တို့ပြောတဲ့အထဲထဲမှာနောက်တစ်ချိန်ထပ်ပြီးတော့သူ့လူကိုလူ ထပ်ပြီးတော့ဒီမြန်မာနိုင်ငံကိုရုရှားတိုက်ရိုက်အကူအညီပေးရေးမှာမင်းအွန်လိုင်းဟာတရားဝင်အစိုးရမဖြစ်တဲ့အတွက်တရားဝင်အောင်ဘယ်အချိန်မှလုပ်ပေးနိုင်မလဲဆိုတာကိုနောက်ဆုံးဆွေးနွေးပြီးတော့မှဘလတ်ရော့ကိုထွက်သွားတာကျွန်တော်တို့တစ်နှစ်လောက်အတွင်းထဲမှာအားလုံးလုပ်ပေးနိုင်မယ်လို့ပြောပြီးဘလတ်ရော့မှာဒီစကားကိုထုတ်ပြောတာ2026အတွင်းထဲမှာရွေးကောက်ပွဲလုပ်မယ်ဆိုတော့ပူတင်ကိုလူရှိသိရှင်ကြားကိုမပြောခဲ့ပေမဲ့ behind the state မှာဆွေးနွေးတဲ့အချိန်မှာပြောခဲ့တယ်ဆိုတာကိုဒါတိအောင်ကျွန်တော်ပြောပြတာဟုတ်ပလားအဲ့တော့မှရုရှား ဒါ legitimate အစိုးရဒါရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရငါအကုန်ဘုံကျဲမယ်စီးရီးယားကိုလုတ်တယ်လို့လေအကုန်မိရှုံမယ်အကုန်ပြချမယ်အဲ့ဒီလိုဖြစ်သွားနိုင်တယ်လို့အခုလဲတော်တော်ကြီးကိုစုပ်ပြတ်မွဲတီပြချနေပါပြီဒါကြောင့်ကျွန်တော်တို့ပြောချင်နေတာကဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့အပြက်ဖြစ်နိုင်ဖြတ်စီးရီးယားတော်လိုင်းကြီးဟာနှစ်ပတ်ကျော်ကျော်15ရက်16ရက်နဲ့ပြတ်တယ်ဗျာနော်အခုကမပြတ်ဘူးဆိုတာခင်ဗျားတို့တိုင်းလစ်မစ်ထားပြီးတော့ဒီဒေးပြန်ခေါ်ဖို့လိုပြီ ဟုတ်ပြီလားနော် NUG ဒီတေးကိုခင်ဗျားတို့စိတ်မကူးနဲ့ NUG မှာရှိနေတာဖားတဲ့ရဲ့ဖားကောင်းရဲ့တဏှောင်းသားရဲ့အောင်ကြည်ညွန့်အောင်မအမေရိကန်ဖူးစတန်ရှောက်စားတယ်ပြောပြနေတယ်အောင်ကြည်ညွန့်ထမင်းစားနေတာကျွန်တော်တို့ရဲ့ test တွေနဲ့စားနေတာဟမ်ခွေးမသားအောင်ကြည်ညွန့်ကိုပြောပြလိုက်ဖူးစတန်နေအမေရိကန်ရဲ့ဆေးကုတိုက်ခွင့်နေကျွန်တော်တို့ test ပေးနေရတာဟမ်ခွေးမသားတွေနော်အမေရိကန်မှာပြောတော့ NUG ရဲ့ဖွဲ့တော်လူမှုကွန်ရက်အတင် 501c3 မှတ်ပုံတင်ထားတယ်ဟုတ်မလား จอดูเซ่หลอกတော့မရှိဘူးခင်ဗျားတို့ဒါကျွန်တော်ပွင့်လင်းပြောတာဟုတ်စောက်ယူမမတက်ကြနဲ့တော့ခင်ဗျားတို့တိုက်နေတဲ့တိုင်းရင်းသားတွေတိုက်နေတဲ့ PDF တွေအကုန်လုံးတစည်းတစ်လုံးနဲ့ဒီလေးပြန်ခေါ်ဖို့လိုတယ်ဒါကိုပြောတာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရွေးကောက်ပွဲကိုဒီဇင်ဘာတို့ 2026မှာကျင်းပမည်ဟုစစ်ကောင်းဆောင်ပြောဆိုလာသည့်အပေါ်ဆရာကိုရှယ်လေးမှအထူးတတိပေးလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်မြန်မာနိုင်ငံတွင်အထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်ကျင်းပသွားရန်စီစဉ်ထားကြောင်းနတ်ဆက်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောသည် နာဆကောက်ကထသည်ဘယ်လာရုစ်နိုင်ငံသို့ချစ်ကြည်ရေးခီးရောက်ရှိနေစဉ်2025ခုနှစ်မတ်လ9ရက်ကဘယ်လာရုသမ္မတလူကာရှန်ကိုနှင့်ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်နာဆကောက်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကကျွန်တော်တို့ဟာပြီးခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမမှုဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခိတ္တတာဝန်ယူထားတာဖြစ်ပါတယ် မကြခင်မှာလဲဥပဒေနဲ့အညီရွေးကောက်ပွဲကိုကျင်းပသွားဖို့ရှိပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်အစောဆုံးကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်ဟုပြောလိုက်တာပါဟုတ်လားဗျာဆိုတော့တော်နေကြီးမှာလဲဒီလိုအတိုင်းတာတော့ရှိရမယ်အာ6လနဲ့ပြန်မယ်ဟုတ်မလား sorry အာရက်40ပြည့်ရင်အာပွဲသိမ့်မယ်အာအာ3လပြည့်ရင်အုတ်ထုတ်ပြားတွေဝင်လာမယ်4လပြည့်ဘာဘာမှမဟုတ်ဗဇက်ကနေလိုက်ပြောနေကြတာ เนาะဒါလည်းမဟုတ်အခုဒီအဗိုလ်ချုပ်ကြီးထွန်းမြတ်နိုင်ပြောထားတာရိုးရိုးရှင်းရှင်းလေးပဲ2025မှာကျွန်တော်တို့ရခိုင်ပြည်နယ်တစ်ခုလုံးကိုပြန်လည်ရယူနိုင်မယ်ဒါသူ့ရဲ့ time limit 2025ကျော်သွားလို့မရယူနိုင်ဘူးဆိုရင်သူ့ time limit ကျော်သွားပြီဒါကိုကျွန်တော်ပြောတာเนาะဆိုတော့မြမတော်လှန်ရေးတစ်ခုလုံးရဲ့အချိန်ဘယ်လောက်ပဲကြံတော့တလဲလို့ကျွန်တော်ကဒီကောင်းစဉ်တက်ပြီးခဲ့တယ်ကျွန်တော်ကောင်းကောင်းမွန်မွန်ပြောပြတာမြမတော်လှန်ရေးရဲ့အချိန်ကတစ်နှစ်ပဲကြံတော့ဒါကျွန်တော်အမှန်ပြောတာအရင်မြမစစ်အာဏာ စယူတဲ့အချိန်စကစကအာနာယူတဲ့အချိန်အာနာတိန်းတဲ့အချိန်အာနာတိန်းတဲ့အချိန်မှာ6လပြည့်ရင်တို့ဒီရွေးကောက်ပွဲသွားဖို့လုပ်ပေးမယ်ဆိုတော့ပြောတာတို့ time limit ကိုပြောတာဒါပေမဲ့အဲ့ဒီ time limit မှာတို့မှာလုံနိုင်တဲ့အခြေခံအကြောင်းတရားအချက်လက်တွေဘာမှမရှိတဲ့အတွက်တိုးရင်တိုးရင်တိုးရင်လည်းအခုလေးနေတယ်ကိုရောက်လာတယ်ကြာကျွန်တော်ပြောချင်တာဆိုတော့ဒီကောင်လေးမှာ time limit မရှိဘူးအာနာရှင်မှာ time limit မရှိဘူးဟုတ်ပြီနော်ပြီးတော့အာနာရှင်မှာအဲ့ဒီ time ကြီးကို သူတဲသွားပြိမဲ့ဂိုးမရှိဘူးပန်းတိုင်မရှိဘူးဒါကိုကျွန်တော်မှတ်မှန်ပြောပြတာအာနာရှင်မှာဇယိုက်လက္ခဏာအဲ့ဒီနှစ်ခုကတော့လုံးဝမြည်လွယ်နော်ရှိနေတယ်ထိုင်းလည်းမရှိဘူးအချင်းအကန့်တက်ဆိုတာအာနာရှင်မှာမရှိဘူးပြီးတော့အာနာရှင်ဟာတိုင်းသူပြည်သားတွေကိုငါဘာလုပ်ပေးလိုက်ရမလဲဘယ်ပန်းတိုင်ကိုခေါ်ဆောင်သွားပေးရမလဲဆိုတဲ့ဂိုးအဲ့ဒီဂိုးတွေမရှိဘူးဆိုတော့ကိုမှရှိတယ်ဆိုရင်ကိုနိုင်မှာပေါ့ဒါဆိုရင်ဘာကြောင့်အချင်းကတစ်နှစ်ပဲကြံတော့လဲလို့ခဏပြောလဲလဲလို့ဆိုရင် အခုစဉ်းစားကြည့်ပါကျွန်တော်ဟိုလူဘိန်းနားလည်အောင်ပြောပြမယ်အာဆီယံနဲ့ကျွန်တော်စပြောမယ်အာဆီယံဆိုတာအာဏာရှိသူအချင်းချင်းပူးပေါင်းဆောင်ရွက်စီးပွားရှာနော်ကန်ထရိုက်တွေလုပ်စာချုပ်တွေချုပ်ပြီးတော့အဲ့ဒီအာဆီယံစခန်းတိုင်းလက်ခံလုံးကအစိုးရတွေအဲ့ဒီအချိန်မှာအစိုးရဖြစ်တဲ့သူတွေချမ်းသာကြွယ်ဝစီးပွားရှာတဲ့အဖွဲ့ကြီးလို့ခင်ဗျားတို့နားလည်လိုက်ပိုကောင်းတယ်ဗျာကြံတဲ့ပြည်သူအကျိုးတွေဒေသအကျိုးခင်ဗျားတို့လိုက်ပြောနေတာတခູ້မှဖြစ်မလာဘူးတခູ້မှမလာဘူးတခູ້မှမရဘူး ဖေကမလေးရှားမှာဖမ်းတယ်မြန်မာဘက်ကိုပြန်ပို့တယ်စစ်တပ်တွေရောက်သွားတယ်ထိုင်းမှာဖမ်းတယ်မြန်မာဘက်ကိုပြန်ပို့တယ်စစ်တပ်တွေရောက်သွားတယ်ဟုတ်တယ်မလားအဲ့ဒီမှာတောင်တောင်မိမနဲ့တက်ကြီးရွယ်အိုကလေးလေးတွေတော့ပဲကျန်တယ်ကျန်တဲ့လူတွေအားလုံးစစ်တပ်တွေရောက်သွားဒါအာဆီယံရဲ့အပြုတ်မှုလေဒါထိုင်းကဒီတိုင်းလုံနေတယ်လေမလေးရှားကဒီတိုင်းလုံတယ်လေဟာလို့အခုဆိုရင်အမေရိကန်ထုတ်ပတ်မပေးတော့တဲ့အတွက်ငါတို့ကိုအနောက်ကနေတွန်းအားပေးမဲ့အဖွဲ့အစည်းမရှိတော့တဲ့အတွက်ငါတို့အာဆီယံခေါင်းဆောင်အချင်းချင်းခက်ရိုက်ရိုက်တွန်းရင်ဖင်ရဲ့စားဖြူအတူတူလှုပ်လို့ရပြီဆိုတဲ့အခြေအနေမျိုးအောင်ရောက်သွားတယ် လေးရှားမှာဖန်ခံရတယ်။ထိုင်းမှာဖန်ခံနေရတယ်။မြန်မာပြည်မှာလူခွင့်ရေးချိုးဖောက်မှုတွေအောက်ဆုံးဖြစ်နေတယ်။ဒါဒီအားလုံးဟာဒီအာဆီယံအသင်းအဖွဲ့ကြီးကခမရခေါင်းလေးတစ်ဆက်လောက်ကြိုက်မယ်များထင်းနေလို့လား။ဟာသူတို့ကသူတို့ဖြစ်ကြင်အဖြစ်ငါတို့လက်ရှိဒီအာဆီယံအဖွဲ့ကြီးအစိုးရအဖွဲ့ကြီးရဲ့အကျိုးစီးပွားငါတို့ရှိနေတဲ့အာဏာပိုင်အချင်းချင်းရဲ့အကျိုးစီးပွားဒါအရေးကြီးတယ်။ဒါအာဆီယံမဲ့အာဆီယံကိုကျွန်တော်ဝေဖန်လို့ကျွန်တော်ဖန်ခံရတယ်လေထိုင်းမှာ ်တကွန်ဆက်တက်အဂရီမန့်လို့ပြောတယ်ဟုတ်အထုသဘောဆောင်တယ်ကျွန်တော်မဟုတ်ဒစ်ဆက်တက်အဂရီမန့်ဖြစ်နေတယ်အပြတ်သဘောဆောင်တဲ့ဥစ္စာဖြစ်နေတယ် your policy is the distracted agreement not the consented agreement the consented agreement is not aiming to that ကျွန်တော်ဒီလိုပြောခဲ့တာဆိုတော့ကျွန်တော်ဖိကျင်တဲ့ဥစ္စာကဘာလဲဆိုတော့အခုအာဆီယံကိုလည်းခင်ဗျားတို့တွားအားကိုးလို့မရတော့ဆိုတော့တစ်နှစ်ပဲကျန်တော့လေဘာကြောင့်တစ်နှစ်ပဲကျန်တော့လဲဆိုတော့ကျွန်တော်ဆီးရီးယားကရုရှားဘလို့ ထွက်ပြေးခဲ့ရတယ်လို့ဆိုကျွန်တော်တင်ထားတဲ့အပိုင်းနှစ်မှာခင်ဗျားတို့အသေးချာမကြည့်တတ်လို့ဆိုတော့အာဏာရှင်တွေကကွန်မြူနစ်ကငွေတဲ့အာဏာရှင်ဒီမိုကရေစီအစိုးရကငွေတဲ့အာဏာရှင်ဆိုတော့အာဏာရှင်အဲ့နှစ်ခုပဲထွက်တယ်အာဏာရှင်မိုးဘော်ကကြမလာဘူးဗျအမှန်တော့ဒါကျွန်တော်အမှန်ပြောတာနော်အာဏာရှင်ဆိုတော့သူများအမွေးခံရတဲ့ကောင်တွေကိုတိုင်းသူကိုပြည်သားတွေကိုပြန်လဲနှိမ့်ဆက်ရက်ဆက်တပ်ဖြတ်ပြီးတို့ရဲ့အကျိုးစီးပွားနဲ့တို့ရဲ့ဆွေမျိုးညာတိတာသမီးဘိုးစဉ်ပေါင်ဆက်အကျိုးစီးပွားကိုရှာသွားတာအာဏာရှင်ဒါကိုကျွန်တော်အမှန်တိုင်းပြောတာ ်ဆိုတော့ကျွန်တော်ကမေးချင်လို့ပါအခုအာရှန်ခင်ဗျားတို့မလေးရှားမှာအခန်းခံနေရတဲ့ထိုင်းမှာဟိုတာဖြစ်ဒီတာဖြစ်အောင်ဆုံးလို့ဗမာပြည်ထဲမှာလည်းဖြစ်နေတယ်အာရှန်ဥက္ကဋ္ဌနိုင်ငံတွေကနော်ဘာတန်ထွက်လာလို့လဲလို့ဟုတ်တယ်မလားဘာလို့သူတို့အစိုးရအချင်းချင်းပူးပေါင်းပြီးအကျိုးစီးပွားရှာတဲ့အဖွဲ့အစည်းတွေဗျာအာရှန်မှာရှိနေတဲ့အတိုင်းဝန်ပြည်သူတွေအားလုံးရဲ့အကျိုးစီးပွားကိုလုံခြုံရေးကိုလူအခွင့်ရေးကို ထွေတို့တို့တက်ယူရှာမီဟဲ့ကောင်တွေတကောင်မှန်ပါဒီကိစ္စလူတွေကြုံကြပါစီရမှာထပ်ဝင်လာပြီပိုခမ်းမယ်ရှေ့ဆော်မှာဒါကျွန်တော်မြင်နေတယ်ကျွန်တော်ဒီကောင်ခိုင်းနေတာလေဒီကောင်မထော်လေးပို့ခဲ့တာလေခိုင်းမကျောက်ကုန်းတိနေနော်ခြေကွက်လက်ကွက်တွေကျွန်တော်တို့မြင်နေကြတာအခုတက်လာတဲ့အန်ယူဂျီတွေဆိုတာဗျာနိုင်ငံရေးမူလာဒန်းလို့ပြောလဲခင်ဗျားတို့ကျွန်တော်ကိုမကြိုက်ဘူးဟုတ်ပြီလားဆိုတော့ကျွန်တော်တို့ကဒီတမိုင်းတွေကိုဖြတ်ခဲ့ပြီးပြီဗျာ ဒါကိုကျွန်တော်ပေးနေတယ်မဆက်ခင်ဗျားတို့တစ်နှစ်ပဲကြံတော့တယ်အဲ့ဒီတစ်နှစ်ကဘာလဲလို့ကျွန်တော်ပြောတော့မယ်အခုမြန်မာစစ်ကောင်းဆောင်ရှင်းရှင်းလေးပဲနံပါတ်1မြေပြင်ချိန်မုံကြီး drone အထောက်ပံ့အားလုံးကိုရုရှားယူကရိန်းစစ်အေးသွားတာစစ်ရဆိုင်သွားတာဆိုရင်အဲ့ဒီမှာရှိနေတဲ့ဥစ္စာအားလုံးမြန်မာနိုင်ငံမှာလူကျင်တာအုပ်လာတယ်အဲ့ဒါကိုထိထိရှိရှိအောင်ကျွန်တော်တို့ကြိုးပမ်းမယ်ဘာဆောင်လာလို့မလာဘူးအခုတော့လာတိရုတ်ကပေးလိုက်တယ် drone ပေါင်း900 900 ျွန်တော်မှစင်းရှိတယ်။အဲ့ဒီ drone တွေနဲ့ကျွန်တော်ပြောတော့ဟာမင်းတို့ကချင်တွေဒီလိုလုတော့မယ်ဆိုတော့ကချင်တွေကကျွန်တော်အောက်မှာမင်းဆောက်ယူလာလို့မင်းဆောက်ပေါ်လာလို့ကျွန်တော်တို့ကနိုင်ငံတကာတည်င်းအချက်လက်တွေကျွန်တော်တို့ရထားတဲ့ထောက်နိုင်ရေးအချက်လက်တွေနဲ့ကျွန်တော်တို့ကပြောတာနော်ခင်ဗျားတို့ထုတ်ပြလိုက်ရင်လေခင်ဗျားတို့ခမင်းအောင်စားနိုင်မှာမဟုတ်ဘူးပေတာပက်ပက်ဆက်ဆက်ပဲဘာဖြစ်လို့လဲဒီလားခင်ဗျားတို့က time limit မရှိလို့နော်တိုက်လိုက်လာရှူနောင်ချိုရောက်တဲ့အချိန်မှာရလိုက် အဲ့မှာခင်ဗျားတို့စစ်ရှိန်ဥကျိုးသွားပြီကျွန်တော်ကသိလိုက်လစ်ဗျာအဲ့လိုဖြစ်ခဲ့လို့တောက်လျှောက်သွားတာဟုတ်ပြီနော်ဆိုတော့ဒီတစ်နှစ်အတွင်းထဲမှာ तू ကမိပညာနဲ့ရောလက်နဲ့အရာနဲ့ရောတတိုင်းပြည်လုံးကိုရောင်းစားအကျွေးပေးပြီးတိဆောက်အကုန်တမဒါပဲကျွန်တော်အဲ့လိုနားလေထားတယ်ဟောခင်ဗျားတို့ကထိုင်းလိမ့်မရှိဘူးလေဟုတ်တယ်မလားဆိုလိုချင်တာစစ်ကိုရေစိန်တိုက်နေတဲ့ကောင်တွေနဲ့တူနေတယ်ဗျာဟုတ်မလားဒါကျွန်တော်အမှတ်တိုင်းနဲ့ပြောဆိုအဲ့ကချင်မှာမင်းတို့ဂျူးနေတယ်တမတော့မယ် မမနေပြီပြောတာကိုကျွန်တော်ဝေဖောက်နေဗျကျွန်တော်တစ်ချိန်နဲ့ပတ်သက်ပြီးကျွန်တော်အများကြီးလက်တည်ခဲ့တယ်ကျွန်တော်ပန်ဆယ်လို့လို့မမောင်အေးလို့လို့ဘယ်ကျွန်တော်ခင်ဗျားတို့မစော်ကားဘူးဗျဟေးတိုင်းရင်းသားကကျွန်တော်ဒီ NUG အုပ်စုလို့ကျွန်တော်မစော်ကားခဲ့ဘူးဗျနော်အဲ့ကျွန်တော်တွေမှာရှိနေတဲ့ဒီကချင်မှာတောက်လျှောက်ကျွန်တော်ဟိုးတဲ့ကခွန်ကြားတို့စီလဘူးတို့ကျွန်တော်တွေမှာရှိတယ်ဗျသူတို့သိတယ်ဒါကျွန်တော်မှန်တိုင်းပြောတာနောက်ဆုံးခင်ဗျားတို့ကချင်စစ်ပွဲတာပင်တာပင်ရေအားလျှက်စစ်ဆက်ရုံကစဖြစ်တဲ့စစ်ပွဲအဲ့ဖြစ်တာတော့မှကျွန်တော် တချင်နဲ့မြောက်ပိုင်း ABSD အဒီကိုကျွန်တော်အများကြီးထောက်ကန်ပေးခဲ့တယ်ဗျဦးသိန်းစိန်လက်ထက်မှာခင်ဗျားတို့မနေ့အစောကြီးမီးလောင်ပုံကျဲတာအစဒါရီကိုကျွန်တော်တို့ကနိုင်ငံတကာသိအောင်ဒီကမှရှိနေတဲ့အမေရိကန်ခရီးယားအတင်းချုပ်တွေကိုကျွန်တော်တို့တင်ပြခဲ့တာရှိတယ်ဗျကိုကျေးဇူးတင်ခံခြင်းလို့ပြောတာမဟုတ်ဘူးဗျခင်ဗျားတို့အန်တရရဲ့အတွက်ဒါရှိတယ်လို့ပြောတာလောကကြီးမှာ safety first ဗျအမေရိကန်မှာ safety ပဲခင်ဗျားကရေးတောက်တောက်ချီးပါပါသေးပေါက်ပေါက်ခင်ဗျားတောက်ရမယ်ကြီးခင်ဗျားချီးပါရမယ်နေရခင်ဗျားသေးပေါက်ရမယ်နေရအားလုံး safety လို့လဲဗျ တောက်ပြောပြစောက်ကြီးစောက်ကြီးစောက်ပဝင်မြင်လာရွနေပြခင်ဗျားကဘာကောင်ဖြစ်နေပြီလေကျွန်တော်တို့ကကြိုးပြောတယ်ဗျဟုတ်လားဆိုတော့အခုဒီတစ်နှစ်အတွင်းထဲမှာ तू အကုန်တီဆောက်မယ် तू အကုန်ချိန်မုံးမယ်ရုရှားမလာသေးဘူးနော်ရုရှားက15နှစ်စာစစ်ပြင်ဆင်ထားတယ်နော်ဆရာတို့မှတ်ထားအခု၄နှစ်လောက်နဲ့ပြတ်သွားပုံအောနေမယ်လက်နဲ့ပြည့်စီတယ်ဟုတ်လားဗမာတိုင်းနိုင်ငံနဲ့မဟုတ်ဘူးဒေတာဘောင်းလို့ရုရှားအကုန်ထိုးချလိုက်တော့ စိတ်ကကြည်လာတဲ့အများကြီးလက်ဆမ်းတယ်ဆိုခင်ဗျလို့အဲ့လိုတာဝန်ကြီး geopolitics တွေကိုလည်းစဉ်းစား conditional politics တွေကိုလည်းစဉ်းစားဒါကိုကျွန်တော်ပြောပြဆိုတော့ဒါကျွန်တော်ပြောပြခြင်းနဲ့ခင်ဗျားတို့တစ်နှစ်ပဲကြံတော့တယ်အဲ့ဒီတစ်နှစ်မှာမင်းအောင်တိုင်ကပြက်တက်နေတဲ့ပြဿနာခင်ဗျားတို့သိလားရုရှားကလစ်ဗျားနဲ့တဘာဝတန်ငွေကြီးနံချက်ဆက်ယုံကြီးအခုခုဗမာပြည်မှာလုံးတမဲ့ပုံစံမျိုးရုရှားပူးပေါင်းဆောင်ရွက်ခဲ့တယ် ဒါပေမဲ့ဂဒါဖီကိုတိုက်ကြတဲ့အချိန်မှာရုရှားကဝင်မရက်တော့တဲ့အတွက်ဝင်မရက်လိုက်တဲ့အတွက်ဂဒါဖီတုတ်ကြသွားတယ်လို့ကျွန်တော်အင်တာဗျူးမှာကျွန်တော်တော်တော်တိုက်ခတ်တာတယ်ဟုတ်ရှိလားကျွန်တော်အဲ့ဒီကျွန်တော်ထားလိုက်တာသူဝင်ရတာဘာကြောင့်လဲတရားဝင်ဆိုရမလို့တဲ့ legitimate government လို့တဲ့ဘာလို့ရွေးကောက်ပွဲလုပ်ထားလို့အဲ့ဒီရွေးကောက်ပွဲနဲ့အစိုးရဖွဲ့စည်းထားလို့မြန်မာနိုင်ငံမှာခင်ဗျားတို့တရားမျှတခြင်းမျှတမမျှတခြင်းနေအရေးကြီးတာရွေးကောက်ပွဲကျင်းပနိုင်မှုအရေးကြီးနေတယ်မင်းအွန်လိုင်းရဲ့ 啊！得这个样，一年里啊，最高不会。没有人最搞不会，必然的，没有人呢不往超越们。若下一路，若下一路来，能干的，人家一些的。到处都不一样了。人第一视节目没有人你来觉得那干嘞。你们能干也可能是压根弄啊，没有人呢。我全部我啥奥嘛没听到。都是压根弄呢，最高不会，肩膀就完了，没劈到，没劈掉呢，就骨落下个你的来摆下。落下个，如今年那那的。 အခုယူကရိန်းကိုအကြီးကြီးနဲ့ပဲဆော်တော့မယ်ဆိုတော့အသေးလေးတွေပေးတာဆိုတော့တွားနေတဲ့တဘောရောက်လာလိမ့်မယ်ခင်ဗျားတို့မြင်ရလိမ့်မယ်နော်ဆိုတော့ကျွန်တော်ပေးနေတဲ့ message ဟာခင်ဗျားတို့ရဲ့တော်လှန်ရေးကအခုမင်းအောင်နိုင်2025မှာရွေးကောက်ပွဲကျင်းပမယ်အခုမကျင်းပဖြစ်တော့30ရာခိုင်နှုန်းပဲသူ့မှာရှိတော့သူ့ကဘယ်လိုဖြစ်လာလဲဆိုတော့နည်းနည်းလေးထပ်ပို့ရလာအောင်စစ်စင်ရေးတွေကသူအကြီးအကျယ်ဤပညာတွေနဲ့လုပ်ပြီးတော့ခင်ဗျားတို့ဒလိတ်ကောက်ကွေးဖြစ်နေတဲ့အချိန်မှာဝုံတိုင်းထလုပ်မယ်ရွေးကောက်ပွဲပုံစံမျိုးဖြစ်လာလိမ့်မယ် ဒါကိုကျွန်တော်ပြောတာအရေးကြီးတာသူဟာရွေးကောက်ပွဲနဲ့ပြန်လဲဖွဲ့စည်းတဲ့အစိုးရဖြစ်ဖို့လိုတယ်အဲ့ဒါဆိုရုရှားဝင်လာမယ်အာဆတ်လည်းဒီတိုင်းပဲအာဆတ်ကရွေးကောက်ပွဲနဲ့သူ့ဘာသာသူလိမ့်လိမ့်မလိမ့်လိမ့်လောက်ထားတဲ့အစိုးရမလို့ရုရှားဝင်တယ်ရုရှားဒီတိုင်းပြောနေတယ်နော်ခင်ဗျားတို့ခင်ဗျားတို့ online ပေါ်မှာဟုတ်တယ်ကြောင်းကြီးနှစ်ကြောင်းကြီးကိုကဲပေါ်မှာပါလာတဲ့ဥစ္စာတွေခင်ဗျားတို့ပါခင်ဗျားတို့ဖြစ်နေတာအနောက်က behind the state ကိုခင်ဗျားတို့မသိဘူးဖြစ်နေဆိုတော့ရှင်းရှင်းပြောရင်ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောလိုက်မယ်ပူတင်နဲ့မင်းအောင်လှိုင်တို့ပြောတဲ့အထဲထဲမှာနောက်တစ်ချိန်ထပ်ပြီးတော့သူ့လူကိုယ့်လူ ထပ်ပြီးတော့ဒီမြန်မာနိုင်ငံကိုရုရှားတိုက်ရိုက်အကူအညီပေးရေးမှာမင်းအွန်လိုင်းဟာတရားဝင်အစိုးရမဖြစ်တဲ့အတွက်တရားဝင်အောင်ဘယ်အချိန်မှလုပ်ပေးနိုင်မလဲဆိုတာကိုနောက်ဆုံးဆွေးနွေးပြီးတော့မှဘယ်လာတော့ကိုထွက်သွားတာကျွန်တော်တို့တစ်နှစ်လောက်အတွင်းထဲမှာအားလုံးလုပ်ပေးနိုင်မယ်လို့ပြောပြီးဘယ်လာတော့မှဒီစကားကိုထုတ်ပြောတာ2026အတွင်းထဲမှာရွေးကောက်ပွဲလုပ်မယ်ဆိုတော့ပူတင်ကိုလူရှိသိရှင်ကြားကိုမပြောခဲ့ပေမဲ့ behind the state မှာဆွေးနွေးတဲ့အချိန်မှာပြောခဲ့တယ်ဆိုတာကိုဒါသိအောင်ကျွန်တော်ပြောပြတာဟုတ်ပလားအဲ့တော့မှရုရှားဒါ legitimate အစိုးရ ါရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရငါအကုန်ဘုံကျဲမယ်စီရီယောက်လုပ်တယ်လို့လေအကုန်မိရှုမယ်အကုန်ပြချမယ်အဲ့ဒီလိုဖြစ်သွားနိုင်တယ်လို့အခုလဲတော်တော်ကြီးကိုစုပ်ပြတ်မွဲတီပြချနေပါပြီဒါကြောင့်ကျွန်တော်တို့ပြောချင်နေတာကဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့အပြတ်ဖြတ်နိုင်ဖြတ်စီရီယောက်တော်နိုင်ရာနှစ်ပတ်ကျော်ကျော်ဆောင်းအားရဲ့ဆက်ချက်ရဲ့နဲ့တက်တယ်ဗျာနော်အခုကမပြတ်ဘူးဆိုတာခင်ဗျားတို့တိုင်းလိမိတ်ထားပြီးတော့ဒီဒီပြန်ခေါ်ဖို့လိုပြီဟုတ်လား နော်အန်ယူဂျီဒီတဲ့ကိုခင်ဗျားတို့စိတ်မကူးနဲ့အန်ယူဂျီမှာရှိနေတာဖားတဲ့ရဲ့ဖားကောင်းရဲ့တဒေါင်းသားရဲ့အောင်ဂျီညွန့်တော်မှအမေရိကန်ဖုစတန်ရှောက်စားတယ်ပြောပြနေတယ်အောင်ဂျီညွန့်ထမင်းစားနေတာကျွန်တော်တို့ရဲ့တက်စ်တွေနဲ့စားနေတာဟမ်ခွေးမသားအောင်ဂျီညွန့်ကိုပြောပြလိုက်ဖုစတန်နေအမေရိကန်ရဲ့ဆေးကုတက်ကွင်းနေကျွန်တော်တို့တက်စ်ပေးနေရတာဟမ်ခွေးမသားတွေနော်အမေရိကန်မှာပြောတော့ NUG နဲ့ဖွဲ့ထားတော့လူမှုကူညီရေးအသင်း 501c3 မှတ်ပုံတင်ထားတယ်။ဟုတ်မလား။ကျော်သူအဆင်းရောက်တော့မရှိဘူး။ခင်ဗျားတို့ဒါကျော်ပွင့်လင်းပြောတာ ဟိုစောက်ယူမမတက်ကြနဲ့တော့ခင်ဗျားတို့တိုက်နေတဲ့တိုင်းရင်းသားတွေတိုက်နေတဲ့ PDF တွေအကုန်လုံးတစ်စည်းတစ်လုံးနဲ့ဒီရင်းပြန်ခေါ်ဖို့လိုတယ်ဒါကိုပြောတာစေတနာတသောသောနဲ့ပြောတာအိမ်ဝဲချမ်းဝဲဆိုင်ဆောင်ဟုတ်ပြီလားကုမ္ပဏီတွေဖွင့်နေတဲ့ကောင်ကခင်ဗျားတို့အကျိုးစီးပွားကိုလာမလုပ်ဘူးမယူကြနဲ့လို့ပြောနေတယ်ဒါကျွန်တော်ပြောပြတာနော်ခင်ဗျားတို့ဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့ဘယ်တော့စီးလုံးနိုင်မလဲတိုင်းရင်းသားတွေအားလုံး TNL နဲ့ပတ်သက်လို့လည်းပြောမယ်တာဖုံးကျော် မင်းတို့တိတ်များတယ်မင်းတို့လူရောက်မာတယ်ဆိုတာတနိုင်ကြံလုံးတကဘာလုံးမြင်လာတော့မယ်မင်းတို့မင်းတို့တိတ်များတယ်စောက်စီးကန်ကလနာဘာမှမရှိဘူးဟုတ်ပြီလားမင်းတို့အာနာရှင်ကိုတိုက်တာမဟုတ်ဘူးမင်းတို့ကိုယ်ပိုင်အခွင့်အရေးကိုရှာပြီးတော့မင်းတို့ကြံတဲ့လူတွေကိုအတုံးချခဲ့တဲ့လူရောက်မာတယ်ဖြစ်တော့မယ်မင်းတို့ဟုတ်ပြီလားတာဖုံးကြော်ခွေးမာပါခွေးမာကအဆင်အောင်ရှိတဲ့ကောင်တွေပါစောက်အောင်တော့ဘာမှမရှိဘူး 上西间八万不收，上西岭不收，个亏马的，黑老大头脚也没有，亏马大路标的，对人家生意来挂，上西街八毛不收，嗯、啊，你看，哎呀，中八弄的里，亏马的，民族路上千个娘挂，哼，一般有来， 我下午跟那路，可名路白养，地板又断了，八秒，你后来多大考完了？我下来出的三中阿龙，都打爷公给你，奥干你，把妈的天来比了，看你，看啊，我有钱面对怕白讲，他呢，和和张啊搞嘛，他都都没老米呢，我再三看来也一查好了，把他们丢，还你讲呢？ 现在克隆的窝里。嘞？哎，讲嘛，反正你讲得没？俺们讲嘞，俺俺老弟对什么咋啥都管，俺都年年都这样，俺们伢老的、吃的老的伢都比我来管，好了，没啥玩意过。个。现在水果行业比冰露露、百露露、伢露露开得高嘛？俺就来个，你妈逼呀，妈飞呀你！都一脑袋伢出来炒卖，没弄过个嘛？这样想，首先得规乖。了，好不？行了，毕进来，没事干啊，不要来，都到都靠左了。 မင်းတို့ဗမာပြည်ကိုစားပြုလက်ပတ်ထိုးနေတာမဟုတ်ဘူးဟုတ်လားရုရှားကလီဗျာမှာလည်းဒီတိုင်းပဲလုပ်တယ်ဆီးရီးယားမှာလည်းဒီတိုင်းပဲလုပ်တယ်အာဖရိကမှာလည်းဒီတိုင်းပဲလုပ်တယ်ဟုတ်မလားနော်မင်းတို့ပြောတဲ့ဒီ new ဟိုဘာလဲလျှက်စစ်တပ်ပေါင်းမှုဒီ centric ကြောင်းနေနေပေါ့ကွာဟုတ်လား nuclear centric ကြောင်းနေနေထွက်လာတဲ့ဥစ္စာတွေနဲ့လျှက်စစ်ပေးမယ် okay မင်းတို့လက်ကရမယ်များထင်နေလို့လားအဲ့ဒီကကြတဲ့တပ်ကအခုလက်ရှိရှိနေတဲ့အခြေအနေနဲ့ရောဘယ်လောက်ရှိနေမှာလဲ ဟုတ်ပြီရုရှားအဲ့ဒါလာဆောက်တာဒီတည့်ရက်လည်းပြီးမယ်များထင်းနေတနှစ်လည်းပြီးမယ်များထင်းနေလားပြီးတော့အဲ့ဒါတခုခုဖြစ်ရင်မင်းတို့နဲ့ဘေးပတ်ဝန်းကျင်နိုင်ငံကရောဒါကြီးကိုအဆင်ပြေပါမလားဟုတ်လားဆိုလိုချင်တာကအားလုံးကမိဖက်ရံဘက်ကွဲနေတာပဲမင်းအောင်လိုက်ကချက်ချင်းအာနာထသိနေချက်ချင်းအာနာတွေယူပြီးလှုပ်ချင်အောင်လုပ်တယ်လှုပ်ချင်အောင်လုပ်တော့မိဖက်ရံဘက်ကွဲသွားတယ်သူနဲ့မိဖက်ဖြစ်မဲ့လူတွေနဲ့သူပေါင်းတယ်တို့ကြိုးစီပါသူလုပ်တယ်မင်းတို့ကြိုးစီပါမပါဘူးမင်းတို့လောင်ပြောပြီးကျွန်တော်တို့လုံလုံရေးဘယ်သူမှမပေးနိုင်ဘူးကိုလုံလုံရေးကိုဘယ်လိုဆိုင်ပြောပြီးလေဟုတ်ကဲ့ အခုရုရှားလာလဲမင်းတို့လုံတို့ကြီးမင်းတို့ဂူယူဆိုင်တို့တို့စီဝါကြီးတို့လုံတာဒါပဲဟုတ်တယ်မလားဆိုတော့ကျွန်တော်တို့ပြောချင်မြန်မာနိုင်ငံကမိဂါဝတ်၄400လို့တယ်မြန်မာနိုင်ငံနေ့စဉ်မီးမပြတ်ပဲလဲပတ်ဖို့မိဂါဝတ်၄000နဲ့400အခုရုရှားလာလုံမဲ့ဥစ္စာတမျိုးတရွာလောက်ပဲလင်းမှာပြီးတော့ရုရှား project တွေလောက်ပဲလင်းမှာရုရှားကရေနံတူးမဲ့ gas တူးမဲ့အဲ့ဒီမှာစက်ရုံဆောက်မဲ့တန့်စင်မဲ့အဲ့ဒီဒေသဝန်ကျင်နိုင်ငံကိုရောက်ချမဲ့ရုရှားနဲ့တောင်းထားတဲ့မဲအောင်နိုင်သား company ရဲ့အောက်ကအခြား sub contractor တွေ ကထပ်ပြီးတော့ဆွဲယူမင်းအောင်လိုက်သားအိတ်နေလိုက်ရုံပဲမင်းအောင်လိုက်သားဆိုမဟုတ်ပါဘူးကွာမင်းအောင်လိုက်ဘာသားမှလည်းမမွေးဘူးဟိုအီတာကွေးရောက်နေတယောက်ကြီးရဲ့သားမင်းတို့နိုင်ငံကအဲ့လိုဖြစ်နေတာအာနာရှင်တယောက်ကခွေးတစ်ကောင်ဒေါ်စုနဲ့ထပ်မှလည်းဒီလိုပဲအဲ့ခွေးလေးကိုပဲမင်းတို့ပြဿနာတက်နေဟိုမင်းအောင်လိုက်နဲ့ထပ်မှလည်းခွေးတစ်ကောင်နဲ့တက်ဦးမယ်မင်းတို့ဟုတ်လားဒေါ်စုနဲ့တက်မှလည်းအဲ့ခွေးတစ်ကောင်ဒါဒီဒီခွေးနဲ့ပဲတော့ငါမေ့နေတယ်ကွာငါအသိလေစိတ်ဝင်စားလို့ဟဲ့မင်းတို့ယောဂထားနေတယ်ကွာမင်းတို့ရဲ့ Facebook တွေပေါ့ကျော့တလိမ့်ဆန်ပုံနဲ့လူပုံဝေးကြည့်ပဲစေတနာထားပါရပါတယ်ချစ်ပါရပါတယ်မေတ္တာထားပါရပါတယ် ။ဒါပေမဲ့မင်းတို့ကနည်းနည်းညားတယ်ကွာမင်းတို့ညီပိန်းနေလေနည်းနည်းညားတယ်။နော်ရှော့လိုက်မင်းတို့။နော်။တလိဆန်ပုံနဲ့လူပေါ်တော့ရောနေတဲ့အတွက်နော်အဲ့ဒါတော့ငါနားလေ။ဟုတ်လား။အော်လူကတလိဆန်စိတ်ပေါက်သွားရင်ယုံဖို့အရန်ကောင်းတယ်။တလိဆန်ကလိမ်မာသွားရင်အရန်ချက်ဖို့ကောင်းတယ်ဒီနှစ်ခုပဲကွဲ။ဟုတ်လားဒါပေမဲ့ဉာဏ်ရည်ချင်း creative လုပ်တဲ့ညားချင်း creative activity thinking တွေပေါ့ကွာ။ concept တွေ thinking တွေကြောင့်တလိဆန်အားနေတယ်။ဒါတော့ပြောတာ။ဆိုတော့ရုရှားတူလာလောက်တာမင်းတို့အကျိုးစီးပွားဘာမှမပါဘူး။ဒါမင်းတို့အားလုံးဘုံကျဲပြီးမှဒီလုံး။ ဘာတို့လုံလုံရေးကြည့်ရတရုတ်ကအဲ့ဒါတိသွားပြီလေတရုတ်တိသွားပြီတူတူမရှိဘူးတိတဲ့လုံလုံလေးလုံလုံလေးတူတူစိုးစီပါတူတူစိုးစီပါကြောင်းကြောင်းနေကူတူမောလာမောလာတူ PNL ကိုဆွဲထားတယ်သူ MND ကိုဆွဲစားတယ်တူတူစိုးစီပါလို့ကိုလေဟုတ်တယ်ဆက်လက်ရှားလဲဒီတိုင်းပဲလို့သွားတာတော့မှခင်ဗျားတို့မြင်တာထင်အောင်ပြောမင်းအောင်လည်းသူ့သားပါခေါ်သွားပြီးတော့လုတ်တပြ company လုတ်တပြလုပ်ငန်းအားလုံးကိုအီကြကွေးကြော်ရောင်းတဲ့တရုတ်ရဲ့သားအခုမင်းအောင်လည်းမွေးစားထားတယ်ကော အဲ့ဒီကောင်ပေးတဲ့ contract ကိုခင်ဗျားတို့ပမာပြခရိုနီလာခရိုဒေါစုလက်ချက်တော့တိုက်ကုန်လို့ခေါ်ခိုင်းတာပေါ့လေဘာလို့လဲတော့ရန်ဖြစ်ကြရသေးတယ်ကွာဟုတ်လားဆိုတော့ထားလိုက်တော့ဆိုတော့ရုရှားဝင်လာတာဒါပဲရှိတယ်လို့ပြောချင်တာနောက်တစ်ချက်ခင်ဗျားကဘာတွေအကြံပြုမလဲပေါ့ဟာကျွန်တော်အကြံပြုတာကရုပ်ရှင်ရှင်လေးမြန်မာနိုင်ငံကဦးလူဗိုလ်ချုပ်အောင်ဆဲလက်ချက်မတိုင်ခင်မင်းတို့မင်းလက်ထက်တွေကအရန်ထူကြတဲ့အချက်တခုပြောပြမြန်မာနိုင်ငံမှာကွန်စတီကျူရှင် ရာဇဓမ္မသင်္ခါကျမ်းရောမင်းကြီးဥဖို့၌ရေးတယ်။သွားဖတ်ကြည့်ကြပါဦး။နော်။ဟိုပန်းဆယ်လူတို့မောင်မောင်အေးတို့ဟိုခွေးတခိုးတွေအောက်တန်းစားတွေဖားတဲ့တွေဖားကောင်းတွေရင်းနေတာတွေခင်ဗျားတို့ပတ်ပြီးတော့ခင်ဗျားတို့ဘာမှလည်းတက်မလာဘူး။ဖတ်ကြည့်ပါရောမင်းကြီးဥဖို့၌ရေးတာတို့။ဟုတ်လားရာဇဓမ္မသင်္ခါကျမ်းတို့။အဲ့ဒါဟာကွန်စတီကျူရှင်းပဲမြန်မာနိုင်ငံပထမဆုံးကွန်စတီကျူရှင်းပဲ။ဒါပေမဲ့ကွန်စတီကျူရှင်းအားလုံးဟာအခြေခံဥပဒေအားလုံးဟာမြန်မာနိုင်ငံမှာတွေးချုံစီပြီးပြက်စီးခဲ့တာ။ဒါပေမဲ့အဲ့ဒီအခြေခံဥပဒေနဲ့လှုပ်ရှားကြတာ ဟုတ်မလားရောမင်းကြီးဥက္ကဋ္ဌရေးခဲ့တယ်ဂျပန်လာလို့ဂျပန်ကွန်စတီကျူရှင်ရယ်ဒီပါလို့အင်္ဂလိပ်လာလို့လည်းအင်္ဂလိပ်ရဲ့ကွန်စတီကျူရှင်ပေါင်းစုံနဲ့ဟုတ်မလားတခါဘူအောင်ဆန်းတို့လက်လိုက်ယူမယ်ဆိုတော့လေ၄၀ခုကွန်စတီကျူရှင်၆၀နှစ်မှအာဏာသိမ်းတဲ့ရောမင်းကြီးဥက္ကဋ္ဌဥပိုးနိုင်ရဲ့ရာဇဝတ်မှတင်ခါကျန်ကွန်စတီကျူရှင်ဟာနော်နန်းတွင်းရေးတော်ဘုံမြင်ခွင့်မြင်ကုန်နိုင်ရေးတော်ဘုံနေနဲ့သွေးချောင်းစီခေါင်းတွေဖြတ်လူတွေတတ်ပြီးတော့ပြက်စီးသွားတာလေဂျပန်ကွန်စတီကျူရှင်ကရောအင်္ဂလိပ်တွေပြန်လာတဲ့အချိန် မဟာမိတ်တွေပြန်တိုက်တဲ့အချိန်မှာပြက်စီးတာပဲတွေးချောင်းစီးပြီးအင်္ဂလိပ်ကော်စီကျူးရှင်းကရောအင်္ဂလိပ်ကိုပြန်တိုက်နေရင်ကနေတွေးချောင်းစီးပြီးအင်္ဂလိပ်လည်းနောက်ဆုံးငါတို့အုပ်ချုပ်နေတော့ပါဘူးကွာမင်းတို့ကောင်တွေစောက်သိမ်းနေဆိုပြီးထွက်သွားတာတွေးချောင်းစီးခဲ့တာပဲလေးစကုံကော်စီကျူးရှင်းကို60နှစ်အာနာသိမ်းပြီးတော့တွေးချောင်းစီးသွားတာပဲခုနစလေးကော်စီကျူးရှင်းကို88အာနာသိမ်းပြီးတွေးချောင်းစီးခဲ့တာပဲတွေးချောင်းစီးကော်စီကျူးရှင်းဟာအခုတွေးချောင်းစီးနေပြီဒါပေမဲ့စစ်တပ်ကမင်းတို့တွေးစီးစီးမစီးစီး လှုပ်ရှားမယ်မင်းတို့ကော်စီကျိုးရှင်တစ်ခုတည်းနဲ့လှုပ်ရှားနေတာကမ္ဘာမှာရိုးရိုးရှင်းရှင်းဒါဆိုမင်းတို့ကဘာရှိတယ်လဲဒါကိုပြောဘာရှိတယ်လဲတရားဝင်နိုင်ငံတကာအသိပ္ပတ်ပြုအောင်ပြကြလေအခုမင်းတို့တရားမှတင်တာမင်းတို့ referendum ခေါ်လေတရားပြည်နယ် constitution referendum ခေါ်လေရခိုင်ပြည်နယ် constitution referendum ခေါ်လိုက်လေကွာဒီလိုလှုပ်ဆန်းပါပြက်ပြက်သားသားတနက်အကြာကြီးလူမိုက်တွေလူစိုးတွေဖြစ်လာတယ်တစ်ဖက်ကဥပဒေကခင်းချပြရတယ်ဒါကိုအကြံပြုတာပါ 啊哥，别讲了，别五百兄弟们，我都来不走，我都没敢说鸭了，没有得讲。今天就在那个屋里不嘛哩，他妈的背包哇，背多不溜达了，别起嘛不溜达了，不溜碰见嘞不溜达了，我没得讲，我勇嘛，我们听人家讲。好了，我表妹搞了一个嘛说贴图了，人家一个嘛做啥，摔跤的，贴图的都聪明，摔跤的都摔跤，八路威一枪被人骨血里。来秀，今年嘛也没的。 大力抓吧，明个,拉吧明个老板，明个老板哦，买上卡吧，看到没有？现在，把他这个一阿龙过来，明个老板看到没有？感谢你吧。